မိတ်ဆွေများအားလုံးမင်္ဂလာပါသတိဒီလက်ကီနံပါတ်မြန်မာ channel ကနေပြီးတော့ပြန်လေကြိုဆိုလိုက်ပါတယ်ဗျာကဲ22ကြိမ်တော့တော့ဗျာနှစ်နှလုံးဘူးတော့နှစ်နှလုံးတော့လာတာเนาะနှစ်နှစ်တုံညာလည်းမဖြစ်နှစ်နှစ်ခွန်လည်းမဖြစ်နှစ်ငါးနှစ်ကြီးလာပြီးသွားတယ်ဗျာเนาะ နှစ်နှစ်သုံးညတို့နှစ်ခွန်းနှစ်တို့လာလိုက်ရင်ပေါ့မှာမလို့ဟုတ်လားအေးဗျာနော်မိတ်ဆွေတို့ကဲအခု23ချိန်ပေါ့ကြိုးစားကြတာပေါ့ဗျာနော်ကျွန်တော်ကတော့တတ်နိုင်တဲ့ဘက်ကနေပြီးတော့ကောင်းလို့ရတဲ့လေးတွေကို တွေ့တာလေးတွေတင်ပေးနေမှာဖြစ်ပါတယ်နော်မိတ်ဆွေတို့နော်ပေါ့ချင်းပေါ့ချင်းကတော့ကန်တရားနဲ့အများကြီးတက်ဆိုင်ပါတယ်ဗျာနော် ကျွန်တော်အခုတင်ပေးမယ့်ဥစ္စာလေးရဲ့ပရင်အကြီးရနေပြီးတော့ဆက်ဆက်ပြီးယူထားတဲ့ဥစ္စာသူကတကယ်လို့အခုကျွန်တော်23ကြိမ်ကနန်းဖမ်းတာမှန်ခဲ့မေဆို24ကြိမ်အတွက်ပါသူကဆက်ပြီးလာနိုင်နေပြန်အဲ့ဒါကြောင့်မို့လို့ကျွန်တော်ကအဲနှစ်ကြိမ်စာဆိုပြီးတော့ကျွန်တော်23ကြိမ်24ကြိမ်အတွက်ဆိုပြီးတော့ပြောထားတာပါเนาะကဲ okay. ကဲဆက်လိုက်အောင်များမိတ်ဆွေများတေချာလေးဒါကြည့်ပြပါနော်ကျွန်တော်မင်းရောင်ကိုတော့အပြာနဲ့အနီနဲ့ပဲခွဲထားလိုက်တယ်ဗျာနော်နည်းနည်းပရိယာနည်းနည်းလေးရှုပ်တယ်အဲဒါကြောင့်နော်ဒါတတ်နိုင်ဆုံးကျွန်တော်အဓိကအပိုင်းလေးတွေကိုပဲရှင်းပြီးတော့ဖြတ်ပြီးပြခြင်းဖြစ်ပါတယ်နော်ကဲလေးရောင်ကလည်းနည်းနည်းတော့အားနေတယ်ကျွန်တော်တို့82ခုနှစ်က 63ညာ5ဆိုတဲ့ကနန်းလေးရနေစလိုက်ရအောင်နော်63ညာ5ဒီ63ညာ5ကနေမူတည်ပြီးတော့ကစားမှာပါဒီကနန်းဟာဆိုလို့ရှိရင်ကလင်နာတပြင်းလုံးမှာအဲတော်တော်ကစားတဲ့ကနန်းမြတ်ကနန်းနော်ကိုယ်ရဲ့တိုက်ဆိုင်မှုအကျဉ်းဖမ်းမှုလေးတွေနည်းနည်းလွဲနေလို့လားအဲ့ဒီ63ညာ5ကနေပြီးတော့ကျွန်တော်တို့ အဲဒီရှေ့ကိုသွားမယ်နော်ရှေ့ကိုသွားမယ်နှစ်ချားနဲ့နှစ်ချားကိုအဓိကထားပြီးကျွန်တော်ယူပါတယ်ဗျာနော်အပင်ဂိုက်ဆိုရင်အပင်ဂိုက်လို့ကျွန်တော်ပြောပါမယ်အခုကနှစ်ချားပါဘယ်နှစ်နှစ်ချားမလဲဆိုရင်ဒီ6တုံညာ9ရဲ့နောက်ကိုရေးမယ်ဒီ2 3 4 5 6 7 8 9ရှိ90 10နှစ်ချာမှာ နော်၁၀နှစ်ချားနေပြီးတော့ကျွန်တော်တို့၁၀နှစ်ချားထားတဲ့နှစ်ထဲမှာဟောဒီအလဲတိုင်းလေးဒီလိုဆောင်းအလဲတိုင်းဆောင်းလေးပြနော်၃၃9ဆိုပြီးတော့တက်ထားတာလေးရှိပါတယ်နော်ဟုတ်ပြီနော်မိတ်ဆွေတို့ကျွန်တော်နှခါတော့ပြန်မပြတော့ဘူးပြနော်ကလင်နာလေးတရွက်နေတာ အဲမိတ်ဆွေတို့နှစ်ချမ်းအမှန်လေးနဲ့လိုက်ထောက်ကြည့်ပေါ်လာမှာပါနော်အဲ့ဒီ3ညခွန်ဆိုတဲ့ကလေးတိုင်းဇောင်းအထောင်လေးရဲ့ဟောဒီကလေးတိုင်း3ညဖြစ်တဲ့နှစ်ထဲမှာခွန်3ညဆိုတဲ့ကနန်းထွက်ထားတယ်ဗျမိတ်ဆွေတို့ဒါလေးတွေကကျွန်တော်တက်ဆိုင်လို့ဒါအဝေးကြီးကနေပြီးစပြီးတည်ပြီးပြတာပါနော် ကျွန်တော်ယူဆထားတဲ့အယူဆလေးရပါနောက်တစ်ခါအဲ့ဒီ339ခွန်ဆိုတဲ့အလေးတိုင်းအထောင်လေးရနေရှေ့ကိုဆက်သွားမယ်ဒီအပေါ်ဆုံးခွန်ကနေပြီးတော့ဒီနေ3ဒီအောက်မှာ9လေးတည်ဆိုတာရှိပါတယ်เนาะမိတ်ဆွေတို့เนาะဟုတ်ပြီเนาะမိတ်ဆွေတို့ ဒါလေးတွေကကျွန်တော်တို့အခုဟိုဆက်ဆက်ဒီအများကြီးရှိပါတယ်နော်အဲ့ဒီငါးလေးတစ်ကနေပြီးတော့တစ်နှစ်ကျော်မှာအဲခွန်ကိုကိုဆိုတာရှိပါတယ်နော်ခွန်ကိုကိုဟုတ်ပြီနော်မိတ်ဆွေတို့နော်ခွန်ကိုကိုဆိုတာရှိရနော်အဲဒီ၅လေးတိနော်ဒီ339 ငါးလေးတစ်ဆိုတာလေးကိုမှတ်ထားပါနော်ပြီးတော့တစ်နှစ်ကျော်မှရှေ့တစ်နှစ်ကျော်မှခွန်ကိုကိုအဲ့ဒီတစ်နှစ်ကျော်ခွန်ကိုကိုကနေပြီးတော့ကျွန်တော်တို့နှစ်ချားနေပဲထောက်လိုက်မယ်နော်ဘယ်နှစ်နှစ်ချားမလဲဆိုတော့ဒီနှစ်3 4 5 6 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 17နှစ်73 14နှစ်ခြားမှာ963ညဆိုတဲ့ကဏ္ဍလေးရှိပါတယ်နော်14နှစ်ခြားမှာနော်ဟုတ်ပြီနော်မေဆွေတို့အဲ့ဒါလေးတရားမှတ်ထားပါဗျာနော်နော်မင်းရောင်အပြာပေါ့ဗျာနော်ဒါပထမပရိမ်ပေါ့နော်အဲ့ဒီ963ညဆိုတဲ့နှစ်ထဲမှာ နော်သူ့အောက်ကိုဆင်းမယ်သူကတော့အပင်ကြိုက်ပါ963ညကြာထားတဲ့နှစ်ထဲအောက်ကို1 2 3 5ပင်ချာအောက်5ပင်ချာမှာကျွန်တော်တို့ဟောဒီထိတ်စီးသုံးလုံးတန်းလေး9 5ငါဆိုတဲ့ဇောင်းအတန်းလေးရှိပါတယ်နော်963ညရဲ့အောက်1 2 3 4 5ပင်ချာမှာနော် ငါကိုငါဆိုတဲ့ထိတ်စီသုံးလုံးတန်းလေးရှိပါတယ်နော်ဒီဖရင်ကသူကထိတ်စီတို့လေတိုင်းတို့နောက်ပိတ်တို့ဒီလို အထောင်လေးတွေကနေအထောင်လေးတွေရောရောပြွန်နေတဲ့ဖရင်လေးတစ်ခုဖြစ်ပါတယ်နော်မိတ်ဆွေတို့အဲ့ဒီတော့ဒါလေးလည်းတစ်ချက်မှတ်ထားမယ်နော်ဒါရေးကြည့်ပါလေဒီငါကိုငါရေးကြည့်ပါလေဟောဒီ 963ညနှစ်ထဲမှာပဲเนาะအပင်ကိုက်မှာသူကဒီလိုလေးထောင်ထားတယ်ဒိစီ3လုံးမီအဲ့ဒီမှာနောက်ရှေ့ကိုဆက်မယ်ကျွန်တော်တို့ဟောဒီ963ညနေပြီးတော့ဟောဒီရှေ့ကိုဆက်မယ်ဒီနေ3 4နှစ်ချာမှာ3ခုနှစ်ဆိုတာရှိတယ်เนาะနှစ်ချာမှန်မှာ3ခုနှစ်ရှိတယ် အဲ့ဒီ3ခုနှစ်ကနေပြီးတော့ဒီ3ခုနှစ်ကအပေါ်ကနေပြီးတော့ရေးမယ်ဒီကောင်ကတော့အပင်ကိုက်အေ2 3 4 5 6ခုနှစ်ကွက်မြောက်မှာ653ညာဆိုပြီးတော့ပဲရှိသေးတယ်တအားကစားတဲ့653ညာနော်ကျွန်တော်လည်းဒီပရင်ကိုလိုက်နေတာကြာပါပြီဒီဒီချိန်တော့မိတယ်ငောင်းပါရဲ့ဗျာနော်653ညာဟုတ်ပြီ အဲ့ဒီ653ညနေပြီးတော့ဟိုက်3963ညနေပြီးတော့တစ်နှစ်ကျော်ရှေ့တစ်နှစ်ကျော်မှာနော်တစ်နှစ်ကျော်မှာဖြစ်ထားတဲ့ဖြစ်စဉ်လေးကိုကျွန်တော်ပြပါနော်ဟိုထိတ်နာလေးမှာတစ်နှစ်ကျော်နှစ်ထဲမှာဟိုမှာ415ဟုတ်ပြီနော်မိတ်ဆွေတို့415 999 သုံးညာခွန်သုံးဟောဒီသူ့ရဲ့ရှေ့မှာ863ဒီကနေ့အဖြစ်စဉ်တွေကိုနည်းနည်းမှတ်ထားနော်မိတ်ဆွေတို့ဟောဒီ615ဟာကျွန်တော်တို့ခုနပြခဲ့တဲ့အဲဒီမှာ339 အလေးတိုင်းဆောင်အထောင်လေးရဲ့ဟောဒီ1 2 3 4 3ဝင်အောက်မှာရှိတယ်ငါးလေးတက်ကလေးလာရိုက်တာဗျာအပင်ကိန်းတော့မရှိလို့နော်နှစ်ချာအမှန်နှစ်ချာအမှန်နှစ်ချာအမှန်ဟောဒီကောင်လေးတက်ငါးဆိုလာရိုက်တာပြီဘယ်အချိန်မှလာရိုက်တယ်လေဟောဒီ653ညရဲ့3269ရဲ့ တစ်နှစ်ကျော်မှလာရိုက်ပြီနော်အဲလေးတင်ငါဆိုရိုက်ပြီအဲ့လိုရိုက်ပြီးတော့ဟောဒီ863ဆိုတဲ့ကနန်းနော်ဟောဒီ863ဆိုတဲ့ကနန်းအဲ့ဒါလေးကိုသင်ချမှတ်ထားပါပြီးတော့အဲ့ဒီ၄.၅ရိုက်ထားတဲ့နှစ်သေးကိုပဲဟောဒီ၅၅ကိုဆိုတဲ့ကဏ္ဍလိုက်ပို့တယ်ကြည့် နော်ဒီပရိနေရကနန်းနေပဲဖြစ်ပါတယ်နော်အဲ့ဒီငန်းငါးကိုးဘယ်ရလာတော့ဆိုရင်ခုနကျွန်တော်တို့အဲ့ဒီမှာ963ညကြာခဲ့တဲ့နှစ်ထဲမှာအောက်ကို9ပင်ချမှာ995ဆိုတဲ့ဖြစ်စီထောင်လေးရလာတာဗျဟုတ်ပြီနော်မိတ်ဆွေတို့အဲ995ဆိုပြီးတော့လာရိုက် အဲ့ဒီ99ကိုဘယ်ချိန်မှရိုက်တယ်လဲဟောဒီ863ရဲ့ဘေးမှာရိုက်တယ်ဗျာနော်မိတ်ဆွေတို့နော်ဟုတ်ပြီနော်အဲတခါအဲ့ဒီ863ဘေးမှာအဲ့ဒီ99ရိုက်ပြီးတာ ਨੇ ဟောဒီ393ကလိုက်တယ်အဲ့ဒီ393ကလည်းဘေးရကနန်းလဲဆိုရင်အဲကျွန်တော်တို့ဒီပထမအဲဖမ်းခဲ့တယ်ဟောဒီကော 9ခွန်ဟောဒီ39ဖြစ်တဲ့နှစ်ထဲမှာခွန်30ဆိုတဲ့ကနေဟုတ်ပြီနော်သူကဒီ9လေးတက်ကစပေးနေတာနော်9လေးတက်ပြီးတော့999 999ကိုပြီးတော့ဟောဒီခွန်30ဆိုတဲ့ကောင်က999ရဲ့အောင်မလိုက်ထွက်တယ်999ရဲ့အောင်မှာဟောဒီ863ရဲ့ဇောင်းမှာထွက်တယ်ဟုတ်ပြီနော်မိတ်ဆွေတို့နော်၄တင်၅ဟာဒီနှစ်သေးကို ဟုတ်ကဲ့ဒီဒီ653ညရဲ့တစ်နှစ်ကျော်နှစ်သေးကို၄ .5 ဆိုတော့ပို့ခဲ့ပြီပို့ခဲ့တော့နောက်တစ်ခါအဲ့ဒီနှစ်သေးကိုပို့မဲ့ကနန်းတစ်ခွက်99ဟာဟိုဒီ863ရဲ့ဘေး99ထွက်မယ်ထွက်ပြရမယ်ပေါ့နော်သူပြင်ရဆိုရင်ပြီးရင်ဟိုဒီ393လိုက်မယ်သူအောက်ကကဲဟုတ်ပြီဒါဒီဒီနေရာလေးကိုမှတ်ထားနော်မေဆွေတို့ ကဲဒုတိယပရိယကိုစမယ်ဗျာနော်ဒုတိယကျွန်တော်တို့အခု23ချိန်24ချိန်ကိုဖမ်းမယ်နော်23ချိန်24ချိန်ကိုဖမ်းပါမယ်အဲ့တော့ကျွန်တော်တို့မင်းအယောင်ပြောင်းလိုက်မယ်ဗျာကျွန်တော်တော့တက်နိုင်ဆုံးရှင်းအောင်လုပ်ပေးထားတာပါနော်မိတ်ဆွေများရှင်းမရှင်းတာရှင်းရင်လည်းကျွန်တော်ရဲ့ကွန်မန့်မှာမေးပေါ်ရကဲကဲဒါမူရင်းဖရိတ် အမူရင်းပရိငါဒီ63ညငါ82ခုနဲ့မှစတယ်နော်82ခုနဲ့မှစခဲ့တယ်အဲ့ဒီအဲ့ဒီမှာနောက်နောက်ကျွန်တော်တို့ပရိငါဟောဒီမှာ653ညဆိုရယ်နှစ်ပိတ်ကနေသူကဘယ်နှခုနဲ့လဲဆို86ခုနဲ့ကပြန်စတယ်ဗျာသူကနော်အဲ့ဒီဖြစ်စဉ်နော်မူလအဲ့ဒီကျွန်တော်တို့ပထမပရိပုံစံနဲ့သူလိုက်ပြီးလုံးလိုက်မယ် 653ညเนาะအဲ့ဒီ653ညကနေပြီးတော့တို့နှစ်ချားနေဒီနေ3456789နှစ်ချား10နှစ်ချားမှာကျွန်တော်တို့အလဲတိုင်းဆောင်းအထောင်လေး3 3ညား ခွန်းဆိုတာနော်မိသူတို့တပုံစံနဲ့ပဲနော်နှစ်ချမ်းနဲ့အမှန်ပါနော်၃၃ညာခွန်းနော်စတဲ့ရာရောဒီ653ညာဆိုတဲ့ကနေ့ပဲစတဲ့ပါတယ်နော်ဆယ်နှစ်ချမ်းမှာအဲဒီ၃၃ညာခွန်းဆိုတဲ့ကလေးတိုင်းဆောင်အထောင်လေးအဲ့ဒီကနေနောက်ကိုအပင်ခိုက်ထောက်မယ်ဒီနှစ်၃ဒီအောက်မှာတင်ငါးလေးဟုတ်ပြီနော်မိတ်ဆွေတို့ ဒါအပင်ကြိုက်ပါနော်ဟောဒီအပေါ်ဆုံးခွန်ကနေပြီးတင်းနှစ်သုံးဒီအောင်ပါနော်တခါဒီ3ခွန်3ညာ3ဆိုရဲဒီအလေတိုင်းဇောင်းအထောင်လေးဟောဒီ3ညာဖြစ်တာနေနှစ်ထဲမှာ3ညာဖြစ်တာနေနှစ်ထဲမှာဟိုဘက်ဖရိတ်လိုပဲဟောဒီမှာ3ညာ3ခွန်ဆိုရဲကနေရှိနေတယ်ဗျာနော်အဲ့ဒါလေးတွေကဒီကနန်းလေးတွေကသူတက်ဆိုင်တဲ့ကနန်းလေးတွေမို့လို့ကျွန်တော်ထောက်ပြတာပါနော်3ညာ3ခွန်နော် အဲဒီ3 3ညာခွန်း3ညာဖြစ်တဲ့နှစ်ထဲမှာနော်ခုန3ညာ3ခွန်းဆိုတဲ့ကနန်းရှိပြီးအဲ့မှာတခါမှတ်ပါအော်ဒီခွန်းကနေပြီးတော့ဒီနေ3ဒီ5လေးဆိုတဲ့ကနန်းကိုလည်းတခါမှတ်ပါတခါအဲ့ဒီ5လေးရနေပြီးတော့တနှစ်ကျော်ရှစ်တနှစ်ကျော်အဲ့ဒီတနှစ်ကျော်မှာလေဟောဒီမှာ ကိုကိုခွန်ဆိုတဲ့ကနန်းရှိတယ်ပရင်နှစ်ချားနဲ့အမှန်မဲ့တော့မရှိလို့ကိုကိုခွန်ဆိုတာရှိပါတယ်အဲ့ဒီကိုကိုခွန်ကနေပြီးတော့တခါရှင့်ကိုထောက်နော်ဒီနေ့3 4 5 6 9 10 စနေ73 74အဲ့74နှစ်ချားတဲ့မှာ63ညာငါဆိုတာရှိပါတယ်မင်းတို့ထောက်ထောက်ကလင်နာတရောနဲ့ထောက်ကြည့်ရင်ဒီမှာပါနော်63ညာငါအဲ့ဒီ63ညာငါဖြစ်ထားတဲ့နှစ်ထဲမှာအောက်ကိုဆင်းမယ်ဒီ1 2 3 4 5ပဲချားမှာ ဟောဒီဖိတ်စီအထောင်လေး995ဆိုတဲ့เนาะဖိတ်စီဇောင်းလေးအဲဒီဇောင်းလေးကဒီအပင်ကိုက်မှာဖြစ်နေပါတယ်เนาะအဲအဲ့ဒီ995ကိုလည်းမှတ်ထားပါတော့995ကိုမှတ်ထားပါအဲ့ဒီကောင်ကအခုကျွန်တော်တို့ဟောဒီ995ကျွန်တော်တို့အခု23ချိန်မှလာမှာဗျာဘာလို့လဲဆိုရင် ဲ့863ရေးပေးလို့လာမှာသူက959 999อ่ะเนาะဒါမှအဲ့တော့ဟောဒီ145ဆိုတာဟာကျွန်တော်တို့အဲဒီ15လေးเนาะမလူလို့မှတ်မိလား339ခွန်ခလဲတိုင်းဇောင်းလေးရနေပြီးတော့အပင်ကိုက်မှာရှိတဲ့15လေးဟာပြီးခဲ့တဲ့အဲ20ချိန်မှာသူက တင်ကားလေးဆိုပြီးတော့ကျွန်တော်တို့လာပေးသွားပြီဗျနော်တင်ကားလေးဆိုလာပေးသွားတယ်အရင်ဟုတ်ပြီ तू ကဘယ်အချိန်မှလာပေးတော့ဆိုရင်နော်ကျွန်တော်တို့ဟောဒီ6395နေပြီးတော့နှစ်ချားနဲ့ပဲယူမယ်ဒီနှစ်3 4 5ခု လေးနှစ်ခြားပေါ့ဗျာနော်လေးနှစ်ခြားမှာ၃နှစ်ခွန်ရှိတယ်အဲ့၃နှစ်ခွန်ကနေအပင်ကိုက်ထောင်မယ်ဒီနေ၃၄၅6မနကွက်မြောင်မှာ6တုံညာ5ဟုတ်ပြီနော်မေဆွေတို့နော်6တုံညာ5အဲ့ဒီ6တုံညာ5ရဲ့တစ်နှစ်ကျော်အခုနှစ်သေးဟုတ်အဲ့ဒီ၄၅ဟာလာထွက်သွားပြီနော်ခုနကဒီ အဲဒီ339ခွန်ဆောင်ကနေပြီးတော့နော်အလဲတိုင်းဆောင်ကနေပြီးတော့ဟောဒီအပင်ခိုင်းမှာရှိတဲ့တင်ကားလေးဟာပြီးခဲ့တဲ့20ကြိမ်မှာလာပဲလာသွားပြီပြန်နော်လာတော့လေသူကဘယ်လိုလာတော့ဆိုရင်ဟောဒီ639ရဲ့တစ်နှစ်ကျော်မှလာတယ်ဒီလင်းကဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကအခု20နဲ့ ပြီးခဲ့ပင်ရတာထွက်သွားပြီဒီအချိန်မှာကျွန်တော်ကတလင်းကားလာမယ်လို့မှန်းတာပြောနော်မလာခဲ့ဘူးပေါ့ဗျာနော်သူကကြိုပြီးတော့လာသွားတာသူဒီတိုင်မြင်ရဆိုရင်ပထမဖရိတ်တိုင်မြင်ရဆိုရင်ဒီတင်ကားလေးဟာ663ရဲ့ဇောင်းမှာလာပြရမှာဗျာနော်663နော်663ရဲ့ဇောင်းမှာလာပြရမှာအဲသူကတစ်ချိန်စော663ရဲ့ဇောင်းမှာမလာဘဲနဲ့တပင်တစ်ချိန်စောပြီးတော့တလင်းကားဆိုပြီး လာပြီးသွားပြီเนาะအဲ့ဒီတော့ဒီတလင်းငါဆိုတာပြီးသွားပြီဖြစ်တဲ့အတွက်ဒီပရိင်ငါစတဲ့သဘောရှိပါတယ်အဲ့ဒီတော့ဟောဒီ863ရဲ့ဘေးမှာလိုက်ရမယ်ကောင်ဟာဟောဒီပရိဒီယဟောဒီကနန်းတွဲလေးအရာဆိုရင်863ရဲ့ဘေးငါငါကို863ရဲ့ဇောင်း3ညခွန်3အဲ့ဒီကနန်းနေဟာဆိုလို့ရှိရင်လေ तू อ่ะဟောဒီ 635ဆိုတဲ့ဒုတိယပရိအပင်ခိုင်းမှာအောက်မှာ၅ပင်ချမှာ595ဆိုတဲ့ကောင်ကအဲ63ဘေးမှလာထွက်ပြေးရမှာဗျ63ဘေးမှလာထွက်ပြေးရထွက်ပြေးတော့ဟောဒီ863ရင်အောက်ဆောင်မှာလဲ933ဆိုတဲ့ကောင်ကလိုက်ပြေးအောင်မြေဗျအကုန်လုံးကသူ့ဒီပရိနှဲမှာအကျုံးဝင်နေတဲ့ ကနန်းနေကြည့်ပါပဲเนาะအဲ့ဒါကြောင့်ပါဟုတ်ပြီเนาะเนาะတင်ငားလေးရပေးပြီးသွားပြီတင်ငားလေးပြီးတော့ဟိုဒီတင်ငားလေးပြီးတော့ဟိုဒီဒုတိယ635အဲ့ဒီရဟိုဒီ9 9 9ဟာအဲ69 63ရဲ့ဘင်းကိုလား လိုက်မယ်လိုက်ပြီးတာနဲ့သူ့အောင်မှာ833ညဆိုတဲ့ဟိုဒီ33ညခွန်အထောင်ကနေပြီးတော့99ရဲ့နောက်မှာကပ်ပြီးတော့လိုက်မယ်အဲ့ဒါတွေကဘယ်ကနေယူထွက်ရလဲဆိုရင်လေတင်ကပြီးသွားခဲ့ပြီ။ဟောဒီ863ဆိုတဲ့ကဏ္ဍရဲ့ဘေးမှာဟောဒီ99ကိုလိုက်မယ်။ နောက်၈၆၃ရဲ့ဇောင်း99ရဲ့အောင်မ3ညခွန်သုံးကျွန်တော်အထင်ကတော့ဒီဖရိန်ဒီလေးတင်ငါပေးသွားပြီဖြစ်တဲ့အတွက်ကျွန်တော်တို့ဟိုက်နှစ်ကွက်လုံးဟာဇက်တိုက်လာနိုင်တဲ့အထင်သာရှိတယ်ဘာလို့လို့ဆိုတော့ဒီဖရိန်ထဲမှာမူတည်ပြီးဖြစ်နေတဲ့ကနန်းနေကြီးဖြစ်နေတာ哦ဒီနှစ်ကွက်လုံးဟာလीเนาะကဲအဲ့ဒီတော့နှစ်ကြိမ်လုံးအတွက်ကျွန်တော်ဖမ်းလိုက်ပြီးပြီကနော်အဲ့ဒီတော့အခု ကျွန်တော်ယူဆတယ်လို့863ရဲ့ဘေးအဲဒီ863ရဲ့ဘေးမှာ99ကိုတာလာပြီးဟိဆိုလို့ကတော့မိတ်ဆွေတို့တေးကြပြီးဒီပြင်ရပေးတာလာပြီးဆိုလို့ရှိရင်တော့24ချိန်နှစ်ပေကနန်းဟာဟောဒီ933ညဟိုတာတွေ့ပြီတော့ဗျာเนาะ နော်သူ့ပြင်ရဆိုရင်တော့ဟောဒီ863ရဲ့ဘေးမှာ999လာမယ်နော်ကျွန်တော်အဲ့ဒီဟိုဆောင်းအထောင်လေးလေးပြခဲ့ပြီနော်အဲ့ဒီ999လာပြီးတော့ဟောဒီ863ရဲ့ဆောင်းမှာဟောဒီခွန်သုံးသူညာနှစ်ပိအနေနဲ့လာပါလိမ့်မယ်ဗျာနော်အဲ့တော့ဒါကတော့ကျွန်တော်အစိုးရကနန်းဖန်ထားခြင်းဖြစ်ပါတယ်နော်အထိုင်ကတော့ကျွန်တော်နီးရင်ပြန်ချုပ်ပေးတဲ့ နေရာမှာကျတော့ကျွန်တော်ထိုင်ရွေးပါမယ်နော်ကျွန်တော်ဒီကြားထဲလေးလေ့လာစရာလေးတွေရှိပါတယ်လောလောဆယ်တော့23ချိန်ဒီခုလာမယ့်23ချိန်မှာ999 24ချိန်မှာ930ဆိုပြီးတော့ထူပါမယ်နော်မထောပါနော်20နဲ့ခု23ချိန်မှာ ငါငါကိုအာနွန်း24ချိန်မှာဖုန်30အာကဲမိရှိလို့ကံကောင်းကြပါစေလို့နှစ်မကုန်ခင်တစ်ချိန်အတွင်းကံကောင်းရင်တော့နှစ်ချိန်လုံးအပင်ဆက်နေနဲ့နှစ်ခုလုံးမိမယ်လို့ယူဆပါတယ် ကဲနှစ်ကြိမ်ရင်းရတစ်ကြိမ်မိရင်တော့ကျွန်တော်ကြည်နေပါတယ်ဗျာနော်မိတ်ဆွေတို့အားလုံးအဆင်ပြေမယ်လို့ထင်ပါတယ်ကျွန်တော်အခုတင်ထားတဲ့ကနန်း996 930ကိုမိတ်ဆွေတို့အနေနဲ့ဘယ်လိုယူဆတယ်လဲဘယ်လိုထိုးခြင်းတယ်လဲအထိုင်းဘယ်လိုထားမလဲဆိုတဲ့ဟာလေးတွေကိုထုံးစံအတိုင်းကျွန်တော်ရဲ့ comment မှာရေးပေးသွားကြပါနော်ကျွန်တော်ဒီစေရနာနဲ့ဖရီး တင်ပေးနေခြင်းဖြစ်ပါတယ်ကိုခုံးပေကိုကိုသုံးပြီးတော့ဝါသနာရတင်ပေးနေခြင်းဖြစ်တဲ့အတွက်အဲစော်ကားတဲ့ကွန်မန်များကိုတော့ကျေးဇူးပြုပြီးတော့မမှန်ကြဖို့မိတ်ဆွေများကိုမြစ်တာရက်ခံပါတယ်မိတ်ဆွေတို့အနေနဲ့မနှစ်သက်ဘူးဆိုရင် မကြည်ပဲကြော်သွားလိုက်ပါနှစ်သက်တဲ့မိတ်ဆွေများအသုံးပြုနိုင်ပါလေဗျာနော် ျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပြီးနဲ့အခြားမိတ်ဆွေများကိုလည်းထပ်ရှင်းဖြန့်ဝေပေးခြင်းလုပ်ကြပါလို့မေတ္တာရက်ခံပါလေအားလုံးကျမ်းမှာချမ်းသာကြပါလေအောင်မြင်ကြပါလေညာ